မင်္ဂလာပါကလေးတို့ဟိအခုပြောမယ့်ပုံမြင်နာမည်ကတော့ခါကုံကြီးနဲ့အချုပ်သမားလို့အမည်ရပါတယ်။ဟိုးရှိရှိတုန်းကအချုပ်သမားနဲ့သူ့ရဲ့ဇနီးတို့ရှိကြတယ်။သူတို့လင်မယားဟာမြို့ထဲကလမ်းတွေပန်းချံတွေမှာ လမ်းလျှောက်ရတာကိုသိတဲ့ဘောကြတယ်။အဲ့ဒီလိုလမ်းလျှောက်ရင်မြို့ရဲ့တဘာဝအလှကိုကြည့်ရတာကျေနပ်ကြတယ်။ဒီနေ့မှ သူတို့နှစ်ယောက်လမ်းလျှောက်ပြီးအိမ်ပြန်လာတဲ့အခါ ခါကောင်းတဲ့လူတယောက်ဟာခြူတက်ထားတဲ့ဘုံကိုတီးပြီးတချင်းစုံနေတာကို တွေ့တယ်။သူတို့နှစ်ယောက်ဟာခါကောင်းကြီးရဲ့ဖြောပြမှုကိုတိတ်တဘောကြတာဖြစ်လို့သူတို့အိမ်ကိုခေါ်လာပြီးတညအိပ်ဖို့ဖိတ်လိုက်တယ်။သူတို့အိမ်ကိုရောက်တော့အချုပ်သမားရဲ့ဇနီးကငါးဟင်းချက်ကျွေတယ်။သူတို့သုံးယောက်ထမင်းစားနေတော့ငါးယောက်ကို မြူချမိတယ်။ဒါပေမဲ့အချုပ်တဲ့ဇနီးမောင်နှံဟာ ငါးယုတ်ကိုထုတ်ပေးဖို့စ조사ကြပါမယ်။ခါကုံကြီးဟာငါးယုတ်နင်းပြီးတေဆုံးသွားတဲ့။သူတို့အိမ်မှာအခုလိုသစိမ်းတယောက်မမျော်လင့်မဲ့တေဆုံးသွားတော့လင်မယားနဲ့အောင်လုံးစိတ်မကောင်းဖြစ်ကြတယ်။နောက်ပြီးသူတို့ရဲ့အပြစ်ဖြစ်မှလည်းကြောက်ကြတယ်။အချုပ်သမားကငါတို့အိမ်မှာမှသူတေရတယ်လို့ကွာလို့ညှင်းညူတယ်။သူဇနီးကအခုလိုပြောနေလို့ပြီးသွားတာမှမဟုတ်တာ။ကျမတို့ဒီအလောင်းကို ဖြောက်ဖြက်ပြမဖြစ်မှာပေါ့ကျမတို့သူ့ကို အဝိနဲ့ဖုံးပြီးစီးစရာရဲ့တကားအပြင်မှာတွားထားရလိမ့်မယ်လို့ပြောတယ်အချုပ်သမားဟာသူဇနီးပြောတာကိုသဘောတူပြီးခါကုန်းကြီးကို အဝိနဲ့ပတ်စီးစရာရဲ့အိမ်တကားဝမှာ ချထားလိုက်တယ်သူတို့တကားခောက်လိုက်တဲ့အခါမှာတကားပွင့်လာပြီးအိမ်ပေါ်တယောက်ကဘာကိစ္စလဲလို့မေးတယ်အချုပ်သမားကငါတို့ နေမကောင်းဖြစ်နေတဲ့လူနာကိုကြည့်ဖို့ခေါ်လာတယ်လို့မင်းရဲ့ဆရာကိုပြောပြပါလို့ပြောရင်ပတ်စံတမတ်ကိုပေးမင်းဆရာကိုဒီပတ်စံကိုပေးပြီးမြင်မြန်လာကြည့်ဖို့ပြောပြပါလို့ဆိုတယ်အိမ်မော်မင်းကလေးအိမ်ထဲဝင်သွားတာနဲ့အချုပ်သမားဇနီးမောင်နှံဟာခါကုန်းကြီးကိုစေးဆရာရဲ့အိမ်ထဲထိတယ်လာပြီးနိုင်ရမှာမှီထားလိုက်တယ်ပြီးတာနဲ့သူတို့အိမ်ကိုအမြန်ဆုံးပြန်ပြေးကြတော့တယ်စေးဆရာကလည်း လုနာမလာတာကြာလို့အခုလိုလုနာလာပြတာကိုသဘောကျပြီးလှေကားကအပြေးလေးဆင်းလာတာအဝင်းနဲ့ထုတ်ထားတဲ့လူတွေကိုခလုတ်တိုက်မိသွားတယ်လူတွေလည်းလှေကားကပြုတ်ကျသွားတယ်စီးစရာကမိထွန်းပေးပါမိအိမ်ယူခဲ့ပါလို့អော်ပြောရင်မိအိမ်ယူလာတဲ့အခါ तू တိုက်မိတဲ့လူတည်နေတာကို တွေ့တော့အယံကိုလန့်သွားတယ်သူကငါဘာလို့မိတာလဲစေကူဖို့ခေါ်လာတဲ့လူနာ ငါကြောင့်တည်သွားပြီလားငါတက်မိသွားပြီလားငါတို့ဒုက္ခရောက်ပါပြီထောင်ကြတော့မှာပဲလို့ပြောတယ်သူ့ရဲ့အော်တန်ကြောင့်စီးစရာရဲ့ဇနီးဟာရောက်လာပြီးအကြောင်းစုံတည်သွားတယ်သူက သူ့ရဲ့ခင်မုန်းကို အခုလို့ပြောတယ်ကျမတို့ဒီအလောင်းကိုလွှင့်ပြမှာဖြစ်မယ်ကျမတို့အင်းနီနာချင်းဆူလ်တန်ဘုရင်ရဲ့ထမင်းချက် ပိုင်ဆိုင်တဲ့ခြံထဲကိုလွှင့်ပြလိုက်ရအောင် ူရဲ့မိဖို့ကြောင့်နဲ့အိမ်တဝိုက်မှာကြောင်တွေခွေးတွေကျွက်တွေအများကြီးရှိတာဆိုတော့ဒီလူတွေကောင်ကိုခဏလေးနဲ့စားလိုက်ကြလိမ့်မယ်။စေးစရာဟာသူဇနီးရဲ့အစီအစဉ်ကိုသဘောတူပြီးခါကုန်းကြီးကိုနှစ်ယောက်သားမကြတယ်။ပြီးတော့ဘရင်ဇရော်ဇက်ရဲ့မိဖို့ကြောင့်နေရမှာထားခဲ့တယ်။တိတ်မကြခင်မှာထမင်းချက်ဟာမင်္ဂလာဆောင်တစ်ခုကနေပြန်ရောက်လာပြီးလူတယောက်သူ့အိမ်မိဖို့နေရမှာမိနေတဲ့ပုံကိုတွေ့သွားတယ်။ဒါ တလိဆန်တကောင်မဟုတ်ဘူးတခိုးတယောက်ဖြစ်ပုံရတယ်ငါကတော့ကြောင်တွေ ခွေးတွေခိုးမစားနိုင်အောင် အစာအတော့တွေကိုတော့နဲ့ခတ်လိုက်ရတာတမင်းကြဟာဒုတ်တချောင်းကို ယူလိုက်ပြီးအဲ့ဒီလူကို တခါတည်းရိုက်လိုက်တယ်သူရိုက်လိုက်တဲ့လူဟာလှုပ်လဲမလှုပ်အတန်လဲမထွက်ဘူးဒါကြောင့်အနာကပ်ပြီးကြိလိုက်တော့အဲ့ဒီလူဟာတေဆုံးနေတာတွေ့ရတယ်တမင်းကြဟာကြောက်လဲကြောက်ပြီးစိုးရိမ်စိမ့်နဲ့အဲ့ဒီအလောင်းကို ဆွဲယူသွားတယ်ဆွဲယူရင်အခုလိုပြောတယ်မင်းကခါကုန်ကြီးဖြစ်တာနဲ့မပြီးသေးပါလားတဲ့မင်းကဘာကြောင့်ငါ့ရဲ့မိဘတွေကအသားငါးတွေကိုခိုးရတာလဲအခုတော့ငါလည်းပဲမှာကျိုးနဲ့ဆွဲထားတယ်လို့ခံစားနေရပြီခဏကြာတော့မှ ထမင်းချက်ဟာ စိတ်တည်ငြိမ်မှုရလာပြီးအဲ့ဒီအလောင်းကိုဈေးဘက်ကိုတည်သွားဖို့ဆုံးဖြတ်လိုက်တယ်သူဟာ အလောင်းကိုသူ့ကြောမှာတင်ပြီး မှောင်နေတဲ့လမ်းတွေအတိုင်းတည်သွားပြီးဈေးတိုင်တဆိုင်ရဲ့နေရာမှာမှီပြီးထားခဲ့တယ်။ပြီးတော့အိမ်ကို အပြေးအလွှာပြန်ခဲ့တယ်။မကြာခင်မှာပဲကုံတဲ့တယောက်ဟာ ရေချိုးပြီးပြန်လာတယ်။သူဟာအရက်တွေတောက်ထားတာဖြစ်လို့လမ်းပေါ်မှာရိမ့်ညံပြီးလမ်းတစ်ဖက်ကနေတစ်ဖက်ကိုတွားနေတယ်။အဲဒီလိုတွားနေရကနေရာမှာမှီထားတဲ့အလောင်းကြီးကို တိုက်မိတယ်။သူစိတ်ထဲမှာသူနဲ့တိုက်မိတာသူ့ခေါင်းပေါင်းကိုခိုးသွားတယ် တခိုးမှတ်ပြီးအဲ့ဒီလူအပေါ်ခုံအုပ်ပြီးဈေးဆောင်ကို အော်ခေါ်တယ်။ဈေးဆောင်ရောက်လာတဲ့အခါမှာ ကုံတဲဟာ သူ့အောက်ကလူကို ရိုက်နှက်နေတာတွေ့လို့မရိုက်ဖို့အော်ပြီးပြောတယ်။နောက်အဲ့ဒီလူကိုပက်လက်လှန်လိုက်တော့တေဆုံးနေတာတွေ့ရတယ်။ဈေးဆောင်ဟာကုံတဲကိုဖမ်းပြီးရဲစခန်းကိုခေါ်သွားတယ်။နောက်တနေ့မှာဈေးဆောင်ရဲ့တိုင်ကြချက်အရ ကုံတဲကိုတတ်စီလို့အမိန်ချလိုက်တယ်။အဲ့ဒီတဲ့ရင်ဟာ မျိုးတစ်မျိုးလုံးအနှံ့ပြန့်နှံ့သွားတယ်။သူ့ကိုတတ်ဖို့ကျိုးစင်လဲစောက်ပြီးသွားပြီဖြစ်တယ်။လမ်းမယွန်းအာနာသားကကုံတယ်ရဲ့လေပင်ကို ကျိုးခွင်းဆွတ်လိုက်တဲ့အခါမှာဘရင်ဆူတန်ရဲ့ထမင်းကြဟာလူအုပ်ကြားထဲကနေအပြေးအလွာရောက်လာပြီးလမ်းမယွန်းအာနာသားကို အခုလိုအော်ပြောတယ်။အဲ့ဒီလူကိုတတ်တာ ကျွန်တော်ပါဗျသူ့ကို မတတ်ပါနဲ့။ရဲချုပ်ဟာအဖြစ်ပြက်အလုံးစုံကိုတည်တည်ချာချာသိကြလို့ ဘရင်ရဲ့ထမင်းချက်ကိုတီတေသွားတဲ့ခါကုန်ကြီးအကြောင်းမေးတယ်။ထမင်းချက်ကလည်းအဲ့ဒီခါကုန်ကြီးသူ့ခြံဝင်းထဲမှာတွေ့ပြီးဖြစ်ပျက်ပုံကိုရှင်းပြတယ်။အပြစ်မရှိတဲ့ကုံတွေကိုလွတ်လာပြီးရဲချုပ်ကဒီထမင်းချက်ဟာသူ့တက်တာပါလို့သူ့ကိုယ်တိုင် အပြစ်ဝန်ခံတာဖြစ်လို့သူ့ကိုတတ်စီလို့ပြောလိုက်တယ်။ဘဂဝတ်သားကလည်းထမင်းချက်ကိုကျိုးစင်မော်ခေါ်ယူသွားစင်မှာတခြားလူတစ်ယောက်ကတားမြစ်တဲ့အတွက်ကျိုးစင်ကပြန်ခေါ်လာတယ်။ တားမြစ်လိုက်တဲ့ဆေးစရာက နေပါအောင်ဒီလူကိုတတ်တာကျွန်တော်ပါလို့ပြောတယ်ဆေးစရာဟာသူ့ရဲ့အဖြစ်အပျက်ကိုရဲချုပ်ကိုရှင်းပြတယ်ဒါကြောင့်ဆေးစရာကကျိုးစင်မော်ကိုတက်ခဲ့တယ်ဆေးစရာရဲ့လက်ဘင်းကိုကျိုးကွင်းဆွတ်လိုက်တဲ့အချိန်မှာအချုပ်သမားဟာလူအုပ်ကြားထဲကထွက်လာပြီးအဲ့ဒီလူကိုတတ်တာတကယ်တော့ကျွန်တော်ပါလို့អော်ပြီးပြောတယ်သူကခါကုန်းကြီးဟာသူ့အိမ်မှာထမင်းစားရင်ငါးယူလေဘင်းမှာနင်ပြီး ေဆုံးသွားတဲ့အကြောင်းပြောပြတယ်။ရဲကြုံတဲ့ပရိသတ်အားလုံးဟာအယံကိုအံ့ဩနေကြတယ်။ဒီလိုအဖြစ်အပျက်မျိုး သူတို့တစ်ခါမှ မတွေ့ဘူးမကြုံဘူးကြလို့ပါပဲ။ရဲကြုံကဒါဆိုလဲအချုပ်သမားကဝန်ခံပြီဆိုတော့သူ့ကိုကြိုးမိန်ပေးရမယ်။နောက်ပြီးဒီခါကုန်းကြီးရဲ့အဖြစ်အပျက်ကိုတော့မှတ်တမ်းမှတ်ရတင်ပြီးရွှေစလုံးနဲ့ရေးသားထားရမယ်လို့ပြောတယ်။အဲ့ဒီအချိန်မှာဆူလ်တန်ဘုရင်ကသူ့ရဲ့ပျော်တော်ဆက် ခါကုန်းကြီးကိုမမြင်လို့မေးတဲ့အခါခါကုန်းကြီးတည်ဆုံသွားပြီဖြစ်ကြောင်းနဲ့လူသုံးယောက်ကတယောက်တည်းအပြစ်ကိုဝန်ခံကြတဲ့အကြောင်းပြောပြတယ်။ပကောသားဟာအချုပ်သမားကိုကျူးပြီးဖို့ကျိုးကွင်းကိုဆွတ်လိုက်တဲ့အခါမှာဗရင်အိမ်တော်ဝန်ဟာအချိန်မီ ရောက်လာပြီးကျုံးမိတ်မပေးဖို့တားတယ်။ပြီးတော့အိမ်တော်ဝန်ကရဲချုပ်ကိုဗရင်ကြီးကသူ့ရဲ့ပြောတော်ဆက်ခကုံကြီးတည်ဆုံတာနဲ့ပတ်သက်တဲ့လူအလုံးကိုသူ့ရှေ့မှာခေါ်လာဖို့အမိန်ပေးကြောင်း ပြောပြတယ်။နန်းတော်ကိုလူအလုံးရောက်လာတဲ့အခါမှာတယောက်ချင်းစီကသူတို့ရဲ့အဖြစ်အပျက်တွေကို ရှင်းပြကြတယ်။ဘရင်ဆူလ်တန်ဟာဖြစ်ပျက်ပုံအလုံးစုံကိုနားထောင်ပြီးတိတ်ကိုအံ့ဩတကြီးဖြစ်သွားတယ်။ဒါကြောင့်သူ့ရဲ့ကိုရီးကိုရာသမိုင်းကို ရေးသားပြုစုတဲ့ပညာရှိကို ခေါ်ပြီးဖြစ်ပျက်သမျှအလုံးစုံကိုမှတ်တမ်းတင်ရေးသားခိုင်းတယ်။ဒါမှသာလူသက်သမားလို့ကိုကိုကို ထင်ပြီးဝန်ခံရာကကျုံးမိတ်အပေးခံရပြီးတဲ့နောက်မှာ လွတ်မြောက်ခဲ့ရတဲ့လူလေးယောက်ရဲ့အဖြစ်ကိုမမေ့ချဖို့ပဲဖြစ်တယ်။ပုံပြင်လေးကဒါပါပဲကွယ်။